ော်ကောပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာအင်ကာညဗိုလ်ထူးမင်းနဲ့မှာရှင်ပြိုင်ကစားမဲ့ Nottingham Forest နဲ့ Manchester United တို့ရဲ့ Premier League ပွဲလေးကိုကျွန်တော်နဲ့အတူအိုဝင်ရဲ့စီတူရဲ့နေပေါ်မှာသုံးသပ်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာအိုဝင်တို့စီတူမင်္ဂလာပါမင်္ဂလာပါခင်ဗျာအဲ Manchester United နဲ့ဒါ Chris sorry ဒါ Nottingham Forest ပထမကြော်တုန်းကတော့ဒါ Forest ကပဲเนาะအားအသင့်ပွဲအနိုင်ရထားတယ် United အနေနဲ့ပထမကြော်ရှုံးကြွေးကိုဒါပြန်ဆက်နိုင်မလားဒါမှမဟုတ်ဟိုဘယ်လိုပြောမလဲ Forest ကပဲအဆင့်3သွင်းပေါ့လေ Champions League ဝင်ခွင့်ရရေးအတွက် နိုင်ပွဲပြိုင်သွားမလားဆိုတာလေးတော့တကယ်စောင့်ကြည့်ရမှာပေါ့ဒီပွဲအခြေအနေလေးပေါ့စပြီးစီတူကတစ်ချက်လောက်ပြောပြောပါမယ်ဟုတ်ကဲ့ဗျအဲမန်ချက်စတာယူနိုက်တက်ကနည်းနည်းလေးကန်ဆိုးတယ်လို့လည်းပြောလို့ရတယ်အဲကန်ကောင်းတယ်လို့တန်ရာပြဿနာအများကြီးအဲဒီ international break မှာမရှိခဲ့ဘူးပေါ့နော်အဲ forest ကတော့ Chris Wood တန်ရာရခဲ့တယ်ဒီပွဲတော့အမေပြန်ပါနိုင်တယ်လို့တော့သတင်းတွေကဆိုတယ်ပေါ့နော်အဲအဲ့ဒီတစ်ချက်တော့စောင့်ကြည့်ရမယ် United အနေနဲ့ကန်ဆိုးတာကသူတို့ဒီ form လေးမိလာပြီလို့ထင်ရတဲ့အချိန်မှာ international break ကကြားရရဝေခံသွားတယ်ပေါ့နော်အဲ့တော့သူတို့အဲ့ form ကို ပြန်ဆက်နိုင်မလားဆိုတော့ကျွန်တော်အဆောင်ကြည့်သွားဖို့လိုတယ်အဲ့တော့ကျွန်တော်လက်ရှိနောက်ဆုံးအနေနဲ့ကြည့်ခဲ့ရတဲ့အခြေအနေနဲ့ကြည့်မယ်ဆိုရင် United အတက်ပတ်မှာအရှိနေရပါတော့ပြောမဆိုရင်ဒီ Ruben Amorim ရဲ့စနစ်ကိုလိုက်ပြီးတော့အဲတဖြည်းဖြည်းနဲ့မိလာတဲ့ကစားနာကစားလာနိုင်တာကိုတွေ့ရတယ်အထူးသဖြင့်ဒီ Win Bus Rule တွေကပုံမှန်ပုံစံမျိုးပြန်ပြီးတော့ဖြစ်လာတယ်ပေါ့နော်အဒီဘက်မှာ Patrick Dorgu လည်းပါနိုင်မယ်လို့သိရတယ်ပေါ့နော်အဲ့တော့ Patrick Dorgu left wing back အပြည့်အဝဒါလိုက right wing back အနေနဲ့ဆိုရင် Amorim လိုအပ်တဲ့ အဲဒီ win play ကိုခစားနိုင်တယ်ဆိုတာကိုကျွန်တော် real society နဲ့ပွဲတွေမှာမြင်ခဲ့ရပြီးပြီပေါ့နော်အဲ့တော့အဲ့ဒီအချက်ကိုတော့ကျွန်တော်တို့ Manchester United ဘက်ကမျှော်လင့်လို့ရမယ်ပြီးတော့ Bruno Fernandes အနေနဲ့အကောင်းဆုံးခြေစွမ်းကိုပြန်လဲရရှိနေတယ်ပြီးတော့သူ့ရဲ့ role အသစ်ပေါ့နော် deep deeper row မှာသူပို့ပြီးတော့ခြေစွမ်းပြနေတွေ့ရတယ်ပေါ့နော်အဲ့တော့ United ဘက်ကတော့နည်းနည်းလေးအအခြေအနေတိုးတက်လာတယ်ပေါ့ဒါမဲ့တခုရှိတယ်အဲ့တိုးတက်လာတာက Nottingham Forest ကိုရင်ဆိုင်ဖို့မိပါမလားဆိုတာမျိုးဟောကျွန်တော်ပြန်သွားကြည့်ဖို့လိုအပ်လာတယ်ဘာလို့လဲဆိုတော့သူနောက်ဆုံးပွဲကိုနိုင်တယ် Leicester လို့အသင်းကိုနိုင်တာ ဖြစ်တဲ့အတွက်ကျွန်တော်အများကြီးပြောလို့မရဘူးပြီးတော့ real society ကိုသူတို့ကြော်ဖြတ်ခဲ့တယ်ဆိုတာကဆိုစီတက်ကစပိန်အသင်းဖြစ်တယ်ကစားဟန် position football back ကိုသွားတယ်ပေါ့နော် Nottingham Forest ကကြတော့ဒီ position football back ကိုမသွားဘူးသူတို့ဒီပြောမယ်ဆိုရင် ခံစစ်ကိုထိုင်ပြီးတော့ transition game နဲ့ first break တင်နဲ့ကစားဖြစ်တယ် United ကြောက်တဲ့ကစားဟန်တွေဖြစ်တယ် Premier League မှာအဲ့ဒီဟန်ကိုခံစစ်ကိုလုံခြုံအောင်ကစားပြီးတိုက်စစ်ကိုတမန်တိုက်စစ်အကောင်းဆုံးလုပ်နိုင်တဲ့အသင်းတွေအသင်းတွေဖြစ်နေတဲ့အခါမှာ United ကြောက်တဲ့လက်နက်တွေအကုန်လုံးကိုတော့တယ်ဟိုတို့ပိုင်လဲပိုင်ဆိုင်ထားတယ်အကောင်းဆုံးပြောင်းနေခစားနိုင်ဒါကြောင့်မလို့ United ကောင်းလာတော့မှန်တယ်အဲ့ဒီကောင်းတာက Nottingham Forest ကိုယင်ဆိုင်ဖို့လုံလောက်ပါမလားတော့မသေးချာဘူးလို့ပြောချင်တယ် Nottingham Forest ကတကူတော့ရှိရဲ့ तू ကဒီ Manchester United နဲ့ပွဲမတိုင်ခင်တော့ဒါ FA တပွဲတော့ကစားအောင်မို့နော်ဒီအချိန်လေးကရော United အတွက်ဟိုဘယ်လိုပြောမလဲဟိုအားသာချက်တခုတော့ဖြစ်မှာလို့သိကြပါဘာကြောင့်မလို့ဆိုတော့ကိုယ်ပြန်ဘက်ကကြတော့စောပြောမှာတပွဲပူပန်ထားတဲ့အချိန်မှာ United ကကြတော့ဒီပွဲအတွက်ပြင်ဆင်ချိန်အများကြီးရထားတယ် တခုဝဲဒါ United နေပြဒါအမော်ရင်ကကြတော့ဒီ win back တွေဆိုပုံမှန်ဆိုရင်ကိုတို့ဟိုပထမဆုံးပွဲလာဒေါကူရဲ့ပထမဆုံးပွဲလာမျိုး right ညာချမ်းမှာသွားသုံးတာမျိုးပေါ့လို့ဒီလိုမျိုးအပြောင်းလဲတွေရောဒါဒီပွဲမျိုးမှာဖြစ်လာနိုင်မှုရှိလားဆိုတာလေဒီပွဲအခြေအနေလေးပေါ့လေဘယ်လိုပွဲထုတ်လာနိုင်လဲဆိုတာကိုလည်းအိုးကပြောပြပါဦးမယ်အဲ Manchester United ကတော့ဒါပြီးခဲ့တဲ့ International Break မတိုင်ခင်သူရနေတဲ့ form လေးကိုပဲ Emery နဲ့ဒီပွဲဒီ foreigner ပွဲမှာဆက်ပြီးတော့ပဲအထိုင်မပြတ်ပဲဆက်သွားမယ်လို့တော့ကျွန်တော်ထင်တယ်ဗျဘာလို့လဲဆိုတော့ဒါပြီးခဲ့တဲ့ဒါဒေါကူဒါဟာ S1 နဲ့ပွဲမှာသူအနီကပ်ဖြစ်တဲ့ကြောင့်ဒါနည်းနည်းလေးဘယ်ချမ်းဘက်ကနည်းနည်းလေးဟိုတိုင်ပတ်သွားတာပေါ့လေဒါပေမဲ့အခုဒါဟိုယူရိုပါလိမန်တာဒေါကူပြခဲ့တဲ့ခြေစွမ်းနေဒါယုံကြည်မှုအရဆိုရင်တော့အခုလာမဲ့ဒီ foreign နဲ့ပွဲမှာဆိုဒီဒါလော့ရဲ့ချမ်းဘက်တုံးပါပေါ့နော်ဒီဒါလော့ရဲ့ဟိုဒေါကူပဲဒီအတွဲဖက်ကိုလည်းတုံးမယ်နောက်ပြီးတော့ပို့ပြီးတော့ Manchester United မှာပို့ပြီးတော့နည်းနည်းလေးမျောလင့်စရာကောင်းလာတာကဒီဇက်ဇီးရဲ့ပေါ့နော်ဇက်ဇီးရဲ့ role ကြီးက ်ခုနကဟိုဟာပို့ပြီးတော့အလုပ်ဖြစ်လာတယ်နောက်ပြီး Amorian ရဲ့ system မှာလည်းပို့ပြီးတော့အန်ဝင်လာတယ်လို့လို့ကျွန်တော်ယူဆရတယ်ဒီဇက်ဈေးအနေနဲ့ပေါ့နော်ဒီကျွန်တော်ပြန်ပြီးတော့ဒီ Bologna မှာပြန်ကြည့်လို့ရှင် तू อ่ะဒီအဲ့တိုက်ဆိုင်မှုကနောက်ကဒီဟိုဟာဘယ်ချမ်းကနေပဲသူအဓိကထားပြီးလှုပ်ရှားရပါတော့အဲ့အာလှုပ်ရှားတာကြီးတွေ့ရတယ်နောက်ပြီးတော့ဒီဝင်းဘက်တရပေးတဲ့ဒီဟိုဟာသူ့ဘောတွေပေါ့နော်ဒီသူ့ဘောတွေဖြတ်တင်ဘောတွေလည်းဒီ လိတ် running နဲ့အလိုမျိုး goal ရှူတာအများဆုံးတွေ့ရတာဆိုအခုလက်ရှိမှာ तू ကဒီ rule ဆိုတဲ့နဲ့ဒါပထမကြောက်မှလာမှာဒီတော့ဒီပုံစံတိုင်းပဲတွင်းသွားတော့ဒါသူ့ရဲ့ rule လေးကပို့ပြီးတော့ဟိုစိတ်ဝင်စားပြန်လဲကောင်းနေတယ်တိုက်စစ်ပိုင်းမှာလာ तू နည်းနည်းလေးအလုပ်ဖြစ်လာတဲ့အတွက် Manchester United တိုက်စစ်နည်းနည်းလေးကြွလာတယ်အဲနောက်ပြီးတော့ဒီဟိုကခနာချိုလဲတကူညာချမ်းမှာပြန်သုံးတာလေးရလဲပို့ပြီးတော့အစင်ပြလာဆိုတော့ Manchester United ကတော့ဒီနည်းနည်းလေးတိုးတက်လာတဲ့အပိုင်းလေးကိုဒါအဲ့ဒါ international break မတန်ခင်က ဒီဘယ်လိုပြောမလဲတိုးတက်လာတဲ့အပိုင်းလေးကိုအခုလာမဲ့ပွဲမှာလဲဆက်ပြီးထိမ့်သိမ်းသွားနိုင်မလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရအောင်ပေါ့ဟုတ်ကဲ့ပွဲကတော့ဒါလက်စတာနဲ့ပွဲကလူစင်းအထိုင်ကိုတော့တိတ်ပြီးတော့အပြောင်းလဲတော့ရှိမယ်တော့ကဲ့ဘာလို့ပြောလဲဆိုတော့ဂျာတဲ့မှာဒဏ်ရာပြဿနာလဲဒါထူးခြားခြားဘာမှလဲမရှိတော့ United ရဲ့ဒီလူစင်းအနေထားရဒဏ်ရာတက်တာလဲဒီဘူနောက်ခံကစားမားတွေပြန်ပါလာဖို့ပဲရှိတယ်ဒီလက်စတာနဲ့ပွဲကလူစင်းကနေပြန်ပြီးထပ်ပြီးဒဏ်ရာရသွားတဲ့ပြဿနာမရှိဘူးဆိုတော့ဒါမန်ချက်စတာ United အနေနဲ့ဒီရာသီမှာ ပရီးမီးယားလိမှာဆိုရင်နှစ်ပွဲဆက်နိုင်တာတခါမှမရှိဘူးသူတို့ကပရီးမီးယားလိသမိုင်းမှာဒီလိုမျိုးတရာသီအတွင်းနှစ်ပွဲဆက်နောက်အကြဆုံးဆိုတော့ပွဲစဉ်31နဲ့32မှာလာမှုဒါတော့ဘယ်ခုနှစ်တော့မမှတ်မိတော့ပေါ့လေအဲအဲ့ဒီလုံးကဒါနောက်အကြဆုံးပဲအခုဒါပွဲစဉ်29 30ရှိနေပြီပေါ့လေဒီအချိန်မှာဒါမန်ချက်စတာယူနိုက်တက်ဒါနှစ်ပွဲဆက်ပရီးမီးယားလိမှာပထမဆုံးဂျေဒီရာသီမှာနိုင်ပွဲယူနိုင်မလားဆိုတော့ကြည့်ရမယ်တခုတော့ရှိတယ်ဒီယူနိုက်တက်က Forest ကကြတော့ဘယ်လိုပြောမလဲတစ်ဖက်ကိုဘောလုံးပေးကစား ကျင်တဲ့ပုံစံမျိုးတွေဖြစ်နေရပါလေဒီအချိန်ဒီမှာဟိုဘယ်အသင်းကများပို့ပြီးတော့ဘောလုံး position အတာမျိုးနဲ့ကိုင်နိုင်မလဲဆိုတာလေးစီတူချက်တော့အဲတေးကြတာ United ကပဲကိုင်သွားဖို့ရှိရပါတော့အဲ့တော့ United ကျွန်တော်တို့ဒီရာသီမှာအဘောလုံး hand ခုပေါ့နော် slow entry gate လို့ခေါ်တယ်ဖိတဲ့ကိုဖြည်းဖြည်းချင်းတိဆောက်တဲ့ slow entry gate style position ဘက်ကိုသွားတယ်ပေါ့နော် ပြီးတော့ဒီ first first break style ပေါ့နော်ပြင်းပြင်းမြန်မြန် transition game ပေါ့ပါတယ်အော်အဲ့ first break style အထိဆုံးမှာဘုံပေါင်းနဲ့ rotation forest ရှိပေါ့နော်အဲ့တော့ slower entry game style မှာကြတော့အောက်ဆုံးမှာ man city ထိဆုံးပေါ့နော် man city ရှိတယ် man city ရှိပြီးတော့ဂျာထဲမှာ southampton ရှိတယ်အထူးကြတဲ့အထူးကြကြပေါ့နော်ပြီးတော့ဒီအလဲစုံချက်နေရာမှာဒါ manchester united လို့ liverpool arsenal လို့ရှိတယ် manchester united ကအဲလီဗာပူးအာဆင်နယ်ကိုထပ်တောင်း slow and intricate ဖြစ်သေးတာကိုကျွန်တော်တို့ဒီ data တွေကပြဆိုနေရပါတော့အဲ့တော့ပွဲမှာလည်းကျွန်တော်တို့မြင်နိုင်ပါတယ်အဲ့တော့ slow and entry gate ပို့ပြီးရဖြစ်တယ်အဲ့တော့ united ဒီဘက်မှာအဲဘောလုံးပူကန်သွားရဖို့ရှိရပါတော့အော် lordian forest ကတော့ရှင်းတယ် तू က premier league ရဲ့ cancel line အနှိမ့်ဆုံးအသင်း तू ကအဲ့လိုပဲခံပြီးတော့ကစားတဲ့ပါတော့အဲ့တော့အဲ့ဒီ hand နဲ့အတူ united အနေနဲ့ तू မဖြစ်ရှင်းရတော့အလိုလိုအဲ့ဒီဘောလုံးကင်တဲ့လမ်းကြောင်းကိုရောက်သွားလိုက်မယ် lordian forest ကအဲ့လိုပဲကစားဖို့ရှိရပွဲတိုင်းလည်း तू အဲ့လိုပဲကစားပြီးတော့ဒီပြောမယ်ဆိုရင် premier league ရဲ့ average position အနိုင်ဆုံးအသင်းကြီးရဲ့အသင်းပေါ့နော်ကျွန်တော်မှတ်မိရောအနိုင်ဆုံးပဲအခုတော့အနိုင်ဆုံးဖြစ်နေတာမသိဘူးဒါမှတေးကြတဲ့ bottom 3ရဲ့မှာတော့သူရှိနေမှာအမှန်ပဲပေါ့နော်အဲ့တော့ Nottingham Forest ဟာ United ကိုဘောလုံးပေးကစားလိုက်မယ်အဲ့တော့ United အနေနဲ့အဲ့ဒီဟန်နဲ့အဆင်ပြေအောင်ကစားနိုင်မလားကျွန်တော်တို့ဒါဟိုဟိုစာမွေးပွဲတစ်ခုအနေနဲ့ကြည့်သွားမှာပေါ့နော်ပြီးတော့ Nottingham Forest ကဒီပွဲကိုကျွန်တော်3 back နဲ့ပွဲထွက်လာမလားဆိုတာလည်းဆက်ပြီးတော့စောင့်ကြည့်သွားဖို့လိုတယ်။တချို့သောနီးပြားတွေကဒီ shape for shape လို့ခေါ်တယ်။ပြန်ဘက်က3 back ဆိုရင်အခုလည်း3 back တုံးနေရှိရပါတော့။ Northern Forest က လေးနဲ့သုံးတက်ကိုအဓိကသုံးတယ်ဒါပေမဲ့လည်းတချို့သောပွဲတွေမှာဒီသုံးလေးနှစ်တက်ပုံစံကိုသူသုံးတယ်ပေါ့နော်အဲ့တော့အဲ shape for shape နဲ့ပြန်ပြီးရင်ဆိုင်သွားမလားဆိုတာကျွန်တော်စောင့်ကြည့်ဖို့လိုတယ်အဲ့တော့အဲ့လို shape for shape နဲ့လာမယ်ဆိုရင် Rodian Forest Kansas ကပို့ပြီးတော့မှာကြောဝရှိဘာလို့လဲဆိုတော့ Kansas ဘဟုကန်စစ်ကစားသမားတယောက်ထပ်ပါလာတော့မှာဟုတ်လားပါလာမဲ့ကစားသမားကလည်းဒါအရေးသွေးရှိတဲ့ကစားသမား Murato ပေါ့နော်အဲ့ပြောမလို့ Murelo ရဲ့ Murato ရဲ့ Milinkovic ရဲ့ဆိုရင်ဒါတော်တော်လေး physically ရောဒီ mentally ရောတော်တော်လေးပြည့်စုံတဲ့ ခံစစ်အဖြစ်မြင်ရတယ်အဲ့တော့ဟို Nottingham Forest ရဲ့ defensive setup ကအဲ့လိုမျိုးပွဲထလာမှဆို United တို့တော်တော်လေးကြောက်ဖို့ကောင်းသွားလိမ့်မယ်လို့အထင်တယ်ပေါ့ပြီးတော့ away win လည်းဖြစ်နေတယ်ပေါ့နော် away win လည်းဖြစ်နေတဲ့အခါမှာ United ရုန်းကန်ရဖို့ညားနေတဲ့ setup ကို Nottingham Forest ကပိုင်ဆိုင်ထားတယ်ပေါ့ Forest ဘက်ကကြည့်တော့ညီနည်းနည်းလေးစိုးရိမ်ကြရှိတာမူရီလိုဆိုရင်တောင်အမေရိကကဘရာဇီးနဲ့တူကိုဘလာချစ်စပွဲကစားခဲ့ရတယ်စိတ်ပြတ်စရာအရှုံးနဲ့လည်းရင်ဆိုင်ခဲ့ရတယ်ဟိုပြန်ရောက်တာလေပုံမှန်တက်တော့နောက်ကျမှာပေါ့နော်အင်္ဂါနေ့ပြီးရဆိုရင်ပုံမှန်ဆိုဘိုလိုဟူကြာတာပြီးတော့မှစပြီးအသင်းနဲ့ ပူပေါင်းနိုင်တဲ့အခြေအနေဒီအခြေအနေက forest တော့နည်းနည်းလေးစိုးရိမ်စရာပြီးတော့ FA လည်းကန်ရအောင် FA လည်းကန်ရအောင်ပဲ FA ကန်ရမယ်ဟာလည်းဒါ Brighton ကွင်းမှာကန်ရမယ်ဆိုတော့ဒီအခြေအနေကဒါ forest တော့နည်းနည်းလေးဝယ်စင်စရာကြက်မယ်ထင်တယ် United ကဒါပထမကြော်လုံးကတော့ forest ကိုရှုံးထားတယ်ဒီအခြေအနေတကူမှာ forest ရဲ့ပွဲချက်နေမှုနောက်တစ်ခုကကျတော့ဒီ forest ကစားမားတွေပွဲပန်းနေတဲ့အခြေအနေ Chris Wood ကလည်းဒီကမ္ဘာ့ချေစပွဲမှာဒဏ်ရာရခဲ့တယ်ဒဏ်ရာခဲ့တဲ့အခြေအနေမှာဒါအဝနီကိုအခက်မသိရင်သုံးရမယ့်အခြေအနေမျိုးပေါ့လေဒီအခြေအနေက United ရဲ့ဒါနိုင်ပွဲယူနိုင်လောက်တဲ့ ခွင့်အမျိုးပေါ့လေရနိုင်မလားဆိုတော့ Owen ချက်တော့သုံးသပ်ပါဦးအဲ Manchester United ကတော့ဒီနိုင်ပွဲယူနိုင်မလားဆိုတော့ဒါပြောရခက်တယ်ပေါ့လေဘာဖြစ်လို့ Forest ကလည်းဒါ cancel ပိုင်းကအရန်ကျစ်လက်တဲ့အသင်းနောက်ပြီးတော့ဒီယာဒီမှာလည်း तू cancel ဒါဒုတိယကောင်းဆုံးလားမသိဘူးเนาะအဲ့အသင်းဆိုတော့ဒါ Manchester United ကလည်းလက်ရှိမှာဒါတိတ်ရိပ်ပြနေစေကာလာလည်းဆိုတော့နည်းနည်းတော့ပြောရခက်ပါဒါပေမဲ့တခုရှိတာက Forest မှာဒါ Chris Wood လို့ဘာလို့မပါပဲမဲ့ဒီအရန်မှာလည်းဒါအကူအလောက်တဲ့တိုက်စင်မျိုးလည်းရှိတယ်နောက်ပြီးတော့ ခရစ်ဝူရဲ့ but sorry ဒီ Nottingham Forest ရဲ့ transaction ကတကယ်ကိုကြောက်စရာကောင်းတယ်ဒီ Elanga ရော Odrian ရောက Manchester United ရဲ့ဒီ Cancel ဟိုဟာ၃ယောက်တန်းတဲ့ဒီ Wembley ရဲ့ဂျားရစပေ့ယူတာကောင်းကောင်းတိုက်ခိုက်နိုင်တဲ့ပုံစံမျိုးတွေတွေ့နေရဆိုဒါတော်တော်လေးဆုံးနေတာကောင်းတယ်ပေါ့နော်အဲနောက်ပြီးတော့အချက်လက်မှာဘာကြီးတွတ်တွေ့လဲဆိုတော့ဒီ Nottingham Forest က transaction gain ကစားပဲမြင်ဒီအားဒီသူတို့ရဲ့ pitch ကအချိန်90ရှိရပေါ့လေအဲ့အချိန်90မှာသူက twin goal က49 goal ကြီး ရတာတာဆိုတော့ဒီအချက်ကဒါသူတို့ရဲ့တည်ကြတဲ့ပုံတော့တည်ကြတည်ကြတဲ့အပိုင်းမျိုးပြန်လာဆိုတော့ Manchester United ကလည်းဒါခံစက်ကလည်းအရင်စိတ်ချလို့မရတဲ့အနေထားပေါ့လေအနေထားဆိုတော့အရင်ကတော့ဒီ Manchester United နိုင်ပွဲရမလားဘာလို့ဆိုတော့ ਨੇ ဆိုရင်ကဆိုရင်စီကတော့ရှိရတယ်အဲဒီခံစက်တာအမဒီဟိုအမားနင်းမယ်ပေါ့လေအမားနင်းမယ်ဒါသူရဲ့ဒီတပတ်ဆက်ရက်ကိုတည်ချလေးအမော်နေနဲ့ပြင်ဆင်လာနိုင်မယ်ဆိုရင်တော့ဒါဟိုရက်လက်အရင်ရောဟိုမျောလင်းစီကတော့ကောင်းတယ်အဲဒီအနေဆုံးတည်လောက်တော့ဒါ Forest ကမှာတော့ကစားနိုင်တယ်အဓိကကတော့ကိုယ်ကျွန်တော်အမြင်ပေါ့နော် United ကကစားဟန်အရာရောတယောက်ချင်း form အရာရောအဲတာနေရမျိုးမရှိဘူးတကယ်တမ်းကြတော့ဒီမျောလင်းလို့ရတာကဒီ Northern Forest ဖွဲ့ပန်းမှုပေါ့နော် ဖွဲ့ပန်းမှုကစားသမားတွေဒီမစုံလင်ဖြစ်လာနိုင်မှုကိုအဲ့ဒါအခွင့်အရေးဖြစ်ပြီးတော့တကယ်ကစားဟန်ခြင်းမှာကြတော့ United အနေနဲ့ Forest ပြနေတဲ့ level ကိုမမီဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲသူကောင်းလာသည့်တိုင်အောင်မမီသေးဘူး Forest ကသူတို့ထပ်ပို့ပြီးတော့စနစ်ကြပြီးသူတို့ထပ်ပို့ပြီးခိုင်းပါတယ်သူတို့ထပ်ပို့ပြီးတော့အဲ solid ဖြစ်တယ်ပေါ့လေအဲ့တော့ United ရုံးကန်မှုများတယ်ပေါ့နော်ဒါကတော့ formal အရာတွေ့တာပေါ့ဒါပေမဲ့နောက်ပိုင်းကြိုးမမြင်ရတဲ့အခြေအနေတကူနောက်ပိုင်းပွဲတွေမှာတော့ United က formal ဖြစ်တဲ့ဟာတွေကိုချိုးဖောက်လာတာတော့တွေ့ရတာပေါ့နော်ဒါတော့မျောလင့်ကျင်ကြပေါ့ဒီကုနောက်တစ်ခုကညီပါလေဒီ Forest ရဲ့ Forest မှာရောက်နေတဲ့ United ကစားသမားဟောင်းနေပေါ့လေဒီကစားသမားဟောင်းနေအောင်ဒါ United ကိုပြန်ပြောမှဒုက္ခပေးနိုင်တဲ့အခြေအနေလေးရှိမှရှိတေချာပေါ့ကို Elanga ကဒီ Premier League ရဲ့ low profile ဖြစ်ပြီးတော့အရင် effective ဖြစ်တဲ့ကစားသမားအဖြစ်ကျွန်တော်တို့မြင်ရတယ် ်အသူ့စီရ sprint တွေအများကြီးထွက်တယ်ပေါ့နော်အဲ့တော့ premier league ရဲ့ပြင်ဆင်မမြောက်အမြန်ဆုံးကစားသမား no sprint အမြန်ဆုံးကစားသမားဖြစ်တယ်အဲ့တော့ညံ့တယ်ပေါ့နော်ဒါပေမဲ့သူကညံ့တာဟိုမှအချိန်ပေါင်းများစွာထုတ်လုပ်နေတာဖြစ်တယ်အဲ့တော့အကြီးကျွန်တော်တို့ opta ရဲ့ stats ရဆိုရင် sprint ဆိုတာ25 km per hour ပြီးတယ်ပေါ့နော်အဲ့တော့သူက25 km per hour ကိုသူ့ရဲ့ minute တွေရဲ့1%အထက်သုံးတာအဲ့တော့တစ်ချိန်လုံးသူကဒီ sprint တွေ ုံးနေတယ်ပရီးမီယာလိရဲ့ sprint အပုံဆုံးကစားသမားဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ sprint သုံးတာက United ရဲ့ဒီ Wimbus နဲ့ဒီ LCB ကြားရဲ့ဒီ hardware တွေရှိတယ်ပေါ့နော်အဲ့ hardware တွေကိုကောင်းကောင်းထိုးလန့်နိုင်မဲ့လက်နက်ဖြစ်နေ automatic ကိုဖြစ်နေပြီပေါ့နော်အဲ့တော့ Alanga ဟာဒီ Yadi မှာပွဲတိုင်းမှာသူ့ခြေစွမ်းကောင်းခဲ့တယ်ပြီးတော့သူကဒီ counter attacking သူ့ရဖြစ်တယ်လို့ဟိုဘယ်လိုပြောမလဲကိုသွင်းဖို့အတွက် ဒီဘောလုံးကိုအလွတ်လှမ်းတင်ပြီးတဲ့အခါမှာသူပြေးပြီးတော့တွန်းတာမျိုးလုပ်နိုင်တယ်လို့သူကိုယ်တိုင်ကဘောခဲရင်းအဖက်လည်းဖြစ်ရှိတယ်သူဘောလုံးကိုတဲဆောင်ပြီးတော့တိုက်စစ်ကိုချိတ်ဆက်ပြီးတဲ့အလုပ်ကိုလည်းလုပ်တယ်အဲ့တော့သူက two way အနေနဲ့ရှိတဲ့စာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ United ရဲ့ lower ချက်ရှိတဲ့နေရာတစ်ခုဖြစ်တဲ့ဒီ wing backs နဲ့ center back ဂျာကချိတ်ဆက်မှုမှာလည်းသူကနေရာချထားပြီးသားဖြစ်တဲ့အတွက် United ကစားသမားဟောင်းဟာဒီ United ကိုလောက်ကပေးနိုင်စွမ်းအပြည့်ရှိရှိတယ်ပေါ့နော်ဟုတ်အဲ့တော့ quality တော့စဉ်းစားကြည့်မိတော့လေအလန်က United ပြန်ပြောတာဒုက္ခပေးနိုင်လာပါဘောနော်သူရဲ့ကစားဟန်လည်းဒီရာသီမှာတော်လေးဖောင်းမိတယ်ဟိုတပွဲတော့မဟုတ်ဘူးဒီရာသီရဲ့တစိမ့်တစ်ပိုင်းလေးမှာပေါ်ပြီးမှပျောက်သွားတဲ့ကစားမှမမျိုးဘူးနော်ဒါ August ကနေစပြီးမှဒီအခုဒါ match night ပြန်ကြည့်မယ်ဆိုရင်တောက်လျှောက်ကိုဒါခြေစွမ်းတော်တော်လေးကိုတည်ငြိမ်တဲ့ကစားမှဖြစ်တဲ့အတွက် United ခံစစ်ဒါစောင့်ကြည့်ရမယ်ချင်းဒီလို့ဒါပြောလို့ရပါတယ်ဒါညီနဲ့ Owen နဲ့ဒါတုံးသက်သွားတဲ့အချင်းတွေကိုဒါအနည်းချုပ်တုံးသက်ရမယ်ဆိုရင်တော့ပုံမှန်ဆိုရင်တော့ဒါ Forest ရဲ့ဒီအခြေဆက်မိပြီးသားကစားဟန်တကူ United ကကြော်ဖို့ကတော့ ခင်းရင်းလိမ့်မယ်ဒါပေမဲ့ကြိုမမြင်ရတဲ့အခြေအနေတခုမှာတော့ Forest က Brighton နဲ့ FA Black ကစားခဲ့ရတာရှိနေနောက်တဲ့ကဘာဘလာခြေစပွဲကြောင့်ဒါကစားမှာပွဲပန်းတဲ့တချို့ရှိတယ်ဒီအခြေအနေကို United အခွင့်ကောင်းယူနိုင်ခဲ့ရင်တော့ဒါ DRD Premier League မှာပထမဆုံးအကြိမ်ဖြစ်နှစ်ပွဲဆက်အစားရလာတော့ယူနိုင်မှာပေါ့လေတကယ်လို့ပုံမှန် formal အရခြေစွမ်းမျိုးဆိုရင်တော့ဘယ်လိုပြောမလဲ Forest မှာလည်းအဓိကကစားမှာအဆုံးနဲ့ပါတယ်ဆိုတော့ United အတွက်နိုင်ဖို့ခင်းရင်းနေလို့ဒါသုံးသပ်ရမယ်ထင်ပါတယ်နော်ဟုတ်ကဲ့ ဒါအခုလိုမျိုးဒါစီသူရောအုံရောတုံ့တက်ပြီးခဲ့တာကိုစောကောပရိသတ်တွေလည်းညစ်တက်အားရလိမ့်မယ်လို့ထင်ပါတယ်ကြီးစုအားပေးခဲ့ကြတဲ့စောကောပရိသတ်တို့ဦးချင်းစီကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ